နှိရှိလာများအလုံးလုံးပါတယ်ပရင်းဆရာကြီးတွေကိုအခုလုံညုံနိုင်ဆရာ ပမာဏချင်းချင်းခဲ့တဲ့ အောင်သမารိတထေးဦးအောင် လောကမှာငွေရှိတဲ့တထေးတွေအများအကြီးရှိပေမဲ့စိတ်ထားပြည့်ဝတဲ့တထေးကတော့ရှောင်းပါတယ်အောင်သမารိဦးအောင်ကတော့ဒီစားပါတဲ့ဆင်းထဲမှာပါဝင်ချောင်းကိုပကြသိငင်ကလက်တွေပြတ်သားလိုက်တာပေါ့အဲ့တော့ကတော့သူ့ဆိုင်မှာနှစ်ပေါင်း25နှစ်ကြာလက်တွေလောက်ကန်ခဲ့တဲ့ဝိုင်းရင်ပရင်းဆရာကြီးတွေကို စုစုပေါင်းငွေချက်3500တီတီပေါ်နဲ့ပေးခဲ့တာဖြစ်ပါတယ် ဒါဒီမကလေးပါဘူး2025ခုနှစ်တုန်းမော်ဒန်မြင့်ဆိုင်းကေအသစ်ဆက်ဒစည်းကိုပါတန်ဆန်းမဲ့ဖောက်ပြပါသေးတယ်ဒီခေတ်ကြီးမှာဝင်တဲ့တယောက်ကလုပ်ငန်းတစ်ခုထဲမှာငါးနှစ်ဆယ်နေထမ်းဖို့ဆိုတော့မလွယ်ကူပါဘူးဒါပေမဲ့နှစ်ပေါင်း25နှစ်တိတိကိုလူတရားရဲ့ဘဝထောက်ဝံ့ကြီးပါအချိန်ကာလတစ်ခုကြီးကိုသစ္စာရှိလက်တွေလောက်ကင်လာကြတယ်ဆိုတော့ကတော့ဒီလုပ်ငန်းရှင်မှာတော်ယုံဆွဲဆောင်မှုတော်ယုံမြင့်တာတရားရှိုံနဲ့မဖြစ်နိုင်ပါဘူးဒါပေမဲ့ဥအောင်ကတော့သူ့ပေါ်သစ္စာရှိတဲ့တွေအတွက်လုံးဝနှမျောတွန့်လို့ခြင်းမရှိဘဲ ရဲ့ရေရောပေါ်ချင်းမြင့်နေတာပါဒီနေရာမှာရွှေဆိုင်များစုကလူရင်းကရှေ့တန်းကအယောင်ဝင်နေတဲ့မန်နေဂျာတွေကိုပဲမြင်လို့ရှိကြပါတယ်။ဒါပေမဲ့ရွှေဆိုင်တစ်ဆိုင်ရဲ့အသက်သွေးကြောစစ်မှန်ကတော့နောက်ကွယ်ကမိဘဖုံမုံကြီးချမလက်ရများအောင်ဖန်တီးပေးနေတဲ့ပရင်းစရာတွေပဲဖြစ်ပါတယ်။သူတို့ရဲ့လက်ရမကောင်းရင်သူတို့ရဲ့စေတနာမပါခဲ့ဘူးဆိုရင်အဲ့ဒီဆိုင်ကရွှေတဲ့ဟာလူချက်ညံ့ဝါလည်းမဟုတ်ပါဘူး။တချို့သောလုပ်ငန်းရှင်တွေကအပြင်းပန်းခင်းရတဲ့ကျောင်းဆောင်အလူတန်းတွေမှာတိမ်းသောအခြေအတူတန်းပြီးတော့နာမည်ကန်တူတန်းတွေချပေးပြီးခုလုပ်ငန်းရဲ့ကျိုးရိုးဖြစ်တဲ့ဝန်ထမ်းတွေကို နားစာတိုးပြီးဖို့ခံစားဝင်ပြီးဖို့မေ့လျော့နေတဲ့ကြပါတယ်။ဟိုကငါရဒီချက်ကိုဖောက်ထွင်းလိုက်တာပါ။သူကိုယ်တိုင်ကကိုင်းရတဲ့ဘွားအောက်ချီလူတန်းစားဘွားကနေဂျုံးကန်တက်လာသူမလို့အောက်ချီဝင်နေတဲ့ဘွားသူတို့ရဲ့ပေးဆက်မှုတွေကိုကိုချင်းစာစိတ်ပြည့်ရှိပုံရပါတယ်။ဒါပြင်ဒီဖက်ကလည်းရှိညီမလုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့ဝန်ထမ်းရှာပုံပြဿနာတွေအတွက်လည်းဒီတစ်ခုဖြစ်လာတာပေါ့။လူငယ်ရင်းနေနဲ့အလို့တစ်ခုမှရည်ရှိမမြင်ကြတော့တဲ့ခေတ်ကာလမှာလုပ်ငန်းရှင်ဘက်ကသာတကယ်တမ်းဆောက်ရှောက်ပေးမယ်ဆိုရင် ဝန်ထမ်းတွေဘက်ကလည်းသစ္စာရှိရှိပေးဆက်ရဲကြတယ်ဆိုတာကိုပြသလိုက်တာပါဒီလိုပညာရှင်ကြီးတွေကိုတန်ဖိုးချမြောက်ဆောင်လိုက်ခြင်းအဖြစ်နောက်မျိုးဆက်တဲ့လူငယ်တွေနေနဲ့ဒီပညာရဲ့ပုံမှာစိတ်ဝင်စားမှုတိုးပွားလာစေနိုင်တယ်လို့ပညာရှင်တွေရဲ့တန်ဖိုးကိုလည်းလူအများနားလေစီပါတယ်ဝေကြီးဆောင်တာရှာဖွေလို့ရပေမဲ့ကျွမ်းကျင်မှုနဲ့သစ္စာတရားကိုတော့ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့အမှန်တရားကိုဦးအောင်ကမိမောင်းထုတ်ပြလိုက်တာပါ25နှစ်လုံးလုံးစိုင်းဘောသစ္စာမဖောက်ခင်နေခဲ့တဲ့ဗရင်ဆရာကြီးတွေအတွက်ဒီစုနဲ့ဟောင်းထိုက်တန်ပါတယ် တဖက်မှာလည်းဥအောင်အတွက်ဒီငွေပမာဏကသူ့ရဲ့ဂုဏ်သတင်းကိုပုံမောကြီးမားသွားစေခဲ့ပါတယ်။ဝန်ထမ်းတွေကိုမိသားစုလိုဆောင်ရှောက်တဲ့တတိတယောက်ရဲ့ဆိုင်ကိုဒီလိုရင်းကပို့ပြီးတော့ယုံကြည်အားပေးကြမှာအသေးစားပါပဲ။အောင်သမားရီရွှေဆိုင်ဆိုတာရွှေရွှေနေပြေဝလို့နာမည်ကြီးတာထက်ပိုင်ရှင်ဖြစ်သူရဲ့လူသားဆန်တဲ့စိတ်ကြောင်းပို့ပြီးတော့အောင်မြင်ရဆိုရင်လည်းမမားပါဘူး။ကဲပရိတ်တကြီးဖြစ်ပြက်ကြီးထဲမှာဝန်ထမ်းတွေကိုအခုလိုမျိုးတိန်ထောင်ချီချင်းညက်တဲ့တပြင်းမျိုးကိုတွေ့ရတာဝမ်းသာစရာမကောင်းဘူးလားခေါင်းဆောင်ကောင်းဆိုတာကိုယ်တိုင်ကြီးွားဖို့ပဲမကြည့်ပဲနဲ့ ကိုနောက်လိုက်တွေကိုဆွဲတင်ပေးတတ်တဲ့သူဆိုတဲ့စကားကအမှန်ကန်နေပြီလားမိမိရဲ့အမြင်လေးတွေကိုလည်း comment မှာရေးသားပေးကြပါအောင်နော်